ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာရှိုးဒူးတချန်နဲ့ပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ကိုရီမိုင်ကတနေ့ကနေညကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုခဲ့မယ်ဆိုလို့ရှိရင်ဒီနေ့ညနေမှာတော့ဒါပုံကိုပေါက်တင်တယ်လို့ကျွန်တော်ထင်တယ်တကယ်၍မနေ့ကဗီဒီယိုကြည့်ရှုခဲ့တဲ့ကိုရီမိုင်ကလည်းဒါပေါက်တင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်မနေ့တော့လည်းပြောခဲ့တယ်တနေ့ကနေညလည်းကျွန်တော်တည်တည်ကြာကြာရှင်းပြခဲ့တယ်ပေါ့နော်တောက်ကြနေကျွန်တော်တို့ပြီးခဲ့တဲ့တောက်ကြနေမှာ break to break နဲ့ပိတ်သွားတယ်10 10ဆိုပြီးကျွန်တော်ပိတ်သွားတယ်အဲ့အတွက်ကြောင့်မို့လို့အဲ့ဒီမူရပေါ့နော် ဒါကလန်နာကြာကျွန်တော်တို့ဒီတစ်ပတ်အတွင်းမှာဘူးမကျော်နေနဲ့ကျွန်တော်10 20 30 40 50ဆိုတဲ့ခဏ9ခွက်ပေါ့နော်တုံညာနဲ့ပတ်သက်ပြီးတော့ဒီကဒီ9ခွက်ကိုပဲကစားနေပါဆိုပြီးတော့ကျွန်တော်တန်တဲ့3ပေးခဲ့တယ်ပေါ့နော်ပန်နယ်ကိုရီမာရီယာတုံညာပတ်တီကိုကစားမယ်ဆိုပြီးတော့ဒါကျွန်တော်တည်ချာလေးရှင်းပြခဲ့ပါတယ်ဒါတည်ချာလိုက်ကစားတဲ့ကိုရီမာရီကဘလိုပဲဖြစ်ဖြစ်ပေါက်ကြမယ်မြင်ကြမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဝပေါသေးဦးမြတ်သေးဦးဆိုတဲ့ကိုရီမာရီကလည်းကျွန်တော်နောက်ထပ်ဇာတ်လို့ထုတ်ထားတဲ့ဟာတစ်ခုက temperature break ကျန်ပါသေးတယ် temperature break ကိုဒါနေပေါ့အပူလဲထွက်သွားပြီဆိုတော့နောက်တဲ့ကျွန်တော်ကျန်တဲ့၄ချိန်မှာ temperature break လာနိုင်ခြင်းအားလည်းရှိပါတယ်ဒါကြောင့်မလို့ temperature break ကစားခြင်းနဲ့ကိုရီမန်တွေကဒါဇာတ်လုံးနေနဲ့ကစားနိုင်တယ်ပေါ့နော်တုံးများကိုမပေါက်လိုက်ဘူးဆိုလို့ရှိရင်တော့လည်းဒါကံမကောင်းလို့ပေါ့နော်ဘာဖြစ်ဖြစ်ကျွန်တော်ကအထက်က၅ခွက်တဲ့ကစားမှာထိုးကြီးလဲတက်တာတယ်ကျွန်တော်ထိုးကြီးလဲချုပ်မိမယ်ဒီ၅ခွက်ကိုပဲကစားဆိုပြီးကျွန်တော်တန်တန်သတိပေးခဲ့တယ်ပေါ့နော်အဲမပေါက်လိုက်တဲ့ကိုရီမန်တွေကဒါ၅ခွက်တွေကိုဒါလွတ်သွားတာဆိုတော့ဒါကိုကံနဲ့ကိုပဲပေါ့နော် အခုဇန်နဲ့ဇာတို့တွေကကျတော့ကျွန်တော်တို့ဒါပါဝါနက်ခတ်ဒါထိုးထိုးခွက်များတဲ့ဇာတို့တွေဖြစ်တဲ့အတွက်အကိုရိမတွေစိတ်ကျင်တဲ့တေဆိုမာတာဆော့ပါစင်ပြေမာတာဆော့ပါဘောနော်ကျွန်တော်ကတော့စင်နာနဲ့ဒါမျှဝေပေးခဲ့တာဖြစ်ပါတယ်ဒီတစ်ပတ်မှာလည်းကျွန်တော်ဒါလေးကျွန်တော်တို့လေးချိန်အတွင်းမှာဘောနော်တစ်ချိန်ဒါဇာတို့မိသွားပြီဘောနော်နောက်ထပ်ဇာတို့တစ်မျိုးပဲကျန်မာတော့တယ် အဲပြီးတော့ကျွန်တော်တခုတတိပိဒါရှိတယ်ပါဝါနဲ့နှက်ခဲစီတပတ်မှလာနိုင်ရရှိတယ်လို့ပြောခဲ့တယ်။ပေရတရရှိတဲ့အတွက်ကြောင့်မလို့လာမလားမလားမသိရတဲ့မဲ့လာမယ်ဆိုလို့ရှိရင်ပါဝါနဲ့နှက်ခဲတစ်ချိန်နှစ်ခုတည်းရတစ်ခုလာမယ်လို့လည်းပြောတာလေ။ဒါကြောင့်မလို့ကိုပါလေးပဲထုတ်လို့ပါဝါနဲ့နှက်ခဲလေးဘောနော်ဝန်ချင်းလေးရတယ်ဆိုလို့ရှိရင်လည်းကိုမှဥမှာနှစ်ခုဝန်ချင်းရတယ်ဆိုနှစ်ခုဒါပါဝါတော့မဟုတ်နှစ်လေးဝန်ချင်းရတယ်ဆိုလည်းနှစ်လေးနှက်ခဲဒါမျိုးလေးကြီးထည့်ထည့်ပြီးတော့ထိုးချင်းကြည်လေးရန်လေးခြင်းတော့ဘောနော်။ပါမမသိဘူးလေအခုတော့ထွက်နေတဲ့ကဏ္ဍနေရာလဲ။ ဒါတကယ်ပေါက်ပန်းနေတဲ့တည်းကြီးပဲမတ်တပ်ထွက်ပြီးသားရဲ့ညနေထွက်တယ်ဟိုထွက်ပြီးသားဟာတပတ်တွင်းမှာပွဲရင်းပြင်ကြနေတဲ့ထတ်ထွက်တယ်ဒါမျိုးတွေကဒီဆယ်လပိုင်း17လပိုင်းမှာတတိထားမှာပေါ့နော်ပြီးခဲ့တဲ့17လပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်ကလန်ဒါကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဆယ်လပိုင်း17လပိုင်းကြားမှာပြန်ကနန်းနေအရင်များတယ်တို့သားမထင်မှတ်တဲ့ကနန်းလေးချတ်တက်တယ်ဒီနေ့မနက်ဆိုလို့ရှိရင်ကျွန်တော်ဒါအပူးထွက်သွားတယ်ဆိုပေမဲ့ ကျွန်တော်ထင်တယ်တော်တော်များများတိတ်ပြီးတော့ပေါက်ကြလိမ့်မယ်လို့မထင်ဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်သတိထားမိသလောက်ကတစ်တစ်တို့တညတို့ညတို့ငငတို့ဒါမျိုးကနန်းတွေကိုဒါမျိုးအပူတွေကိုမဲပြီးတော့ထိုးနေကြရတဲ့သူတွေဖြစ်များတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမနေ့ကိုဘူးကိုဒါတိုင်းနေတော်များများကန်ဆိုးကန်ကောင်းတော့ပဲရောရလိမ့်မယ်လို့ထင်တယ်။ထိုးသားရဲ့အနေနဲ့လည်းဒါကိုဘူးကြိုက်တဲ့ကိုဘူးတော်တော်လေးကြိုက်တဲ့သူလောက်မှဒါကိုဘူးပေါက်ကြလိမ့်မယ်။ဒါမှမဟုတ်အပူဆယ်ကလုံးဆွဲတဲ့ကိုယ်တွေမိုက်လာတာဒါပေါက်ကြလိမ့်မယ်လို့ကျွန်တော်ထင်မိတယ်။ ိုးသားမထင်မှန်တဲ့ကဏ္ဍတွေကိုပဲအများနဲ့ချတက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကဏ္ဍကစားမယ်ဆိုလို့ရှိရင်လည်းကိုမထင်မှန်တဲ့ကဏ္ဍလေးတွေလည်းချနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ပါဝါတို့ဝမ်းကျင်တို့ဒါအဲ့လိုအတွဲလေးတွေနက်ခတ်လေးတွေမထင်ကိုထက်တဲ့မထိုးဖြစ်တဲ့သတိမထားမိတဲ့ကဏ္ဍလေးတွေကိုထည့်ပြီးတော့ထိုးပါလို့ဒါသတိပေးပေးရစေဆယ်လပိုင်း၁၂လပိုင်းမှာဒါဒီမှာလည်းကနေအကြံများပါတယ်ဒါလေးကိုသိပေးကြပါကြည့်အခုကျွန်တော်ဒီကဒီဗီဒီယိုရဲ့ရည်ရွယ်ချက်က မနက်ဖြန်အတွက်နေ့တိုင်းလေးတွေကိုသွားလိုက်အောင်နေ့တိုင်းသမားရဲ့အစမပြေနေဘူးကျွန်တော်နေ့တိုင်းလေးနေနေလွဲနေတယ်ဆိုတော့မနက်ဖြန်တော့လည်းကျွန်တော်ထပ်ပြီးတော့အကောင်းဆုံးကြိုးစားပေးပါမယ်အာဒီနေ့ဆိုလို့ရှိရင်လည်းပေါ့နော်ကျွန်တော်ခွန်တုံညာ2ကီရော3ရှင်းကားနဲ့ကတ်တာဒါပေမဲ့ကျွန်တော်ခွန်တုံညာ2ကဖြွေပြီးတော့ဒီညနေမှာစင်းသွားတယ်အဲအဲ့ခွန်တုံညာ2ကီလေးမနက်ဖြန်မှန်မယ်ဆိုလို့ရှိရင်တော့မနက်ဖြန်ဘာကီလေးဖြစ်မလဲဒါကီသိကျင်တဲ့ကိုရီမိုက်တော့ပြပြပေးမယ်ပြောလို့ရှိရင်မနက်ဖြန်အတွက်တနေ့ကုန်မှာကျွန်တော်ခဏန်း6ဝက်ပဲရွေးထုတ်ပေးတာပါတယ် အဲ့ဒီကနန်းချက်ဝက်ကိုတနေ့ကမှကစားမယ်ဆိုလို့ရှိရင်လည်းနေ့တိုင်းကစားမယ်ကိုရီမိုင်းအတွက်လုံလောက်ပါတယ်နေ့တိုင်းကိုကျွန်တော်ကနန်းလေးအများကြီးတော့မချပေးခြင်းဘူးနေ့တိုင်းကတည်တဲ့အတိုင်းပဲကျွန်တော်တို့ဒါငတ်တလဲပြတ်တလဲဆိုတဲ့ပုံစံမျိုးသဘောတရားအတိုင်းပဲပေါ့နော်ပေါ့ချင်တဲ့ရန်ချင်လို့ရှိရင်လည်းပေါ့တယ်မပေါ့တဲ့ရန်ချင်လည်းမပေါ့ကျွန်တော်တို့ဇာတို့သမိုင်းနဲ့လုံးဝမတူဘူးဇာတို့သမိုင်းကြတော့ကျွန်တော်ဟူးမကျော်အတွဲမှာတို့ကဆော့ကြတယ်ဟူးမကျော်လို့တို့ကမထော်ဘူးဆိုလို့ရှိရင်တို့ကနားလိုက်လို့ရတယ်ဒီဂျုံဒီဂျုံဆိုတာတို့ ဒါအကျိုးပြီးတော့တွက်ချက်တာလေအမောင်တိုင်းကိုယ်ငွေကိုချိန်ပြီးတော့ထိုးရတာဖြစ်တဲ့အတွက်ဇာတို့သမားရဲ့အဆင်ပြေပေါ့လို့ရှိရင်လည်းနားလိုက်လို့ရတယ်ပေါ့နော်ဒီတစ်ပတ်ဆိုလို့ရှိရင်ကျွန်တော်ဒါကဏ္ဍလေး၅ခုပဲပေးတာကိုယ်ကိုချိန်ပြီးတော့ချိန်ဆပြီးတော့ကစားမယ်ဆိုလို့ရှိရင်လည်းဒါအကျိုးမြတ်ဖို့တော့ရအောင်ရမှာပါအပတိုင်းကျွန်တော်ဟူးမှုကြောင့်ဇာတို့သမားတွေကိုလုံးဝအဆင်ပြေအောင်အတတ်နိုင်သမျှအဆုံးအုံဆုံးကျွန်တော်ရှာပြီးတော့အခမ်းအမြတ်ဝေပေးနေပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကိုခုမှကြည့်နေတယ်တွေ့တယ်မြင်တယ်ဆိုတဲ့အကိုလေးမာရည်သည် ကျွန်တော်တို့ခုလောက်တော့တောင်းဆိုပြသည် channel လေးကို subscribe မလုပ်သေးဘူးဆိုလို့ရှိရင်လည်း subscribe လေးတရားတို့ချက်စီတော့နှိပ်ဝါပေးပါလက်မလေးတရားတို့ချက်စီနှိပ်မယ် okay လေးတရားတို့ခုစီမှန်သွားပေးကြပါဒါမှလည်းကျွန်တော်နောက်ထပ် video လေးတွေရှင်းဆက်ပြီးတော့လုပ်နိုင်မယ့်အင်အားလေးတွေရှိမှာမို့လို့ပေါ့နော်ပြောရရင်မီးတော့ပြောက်သွားပြီတနေ့ကမလာတဲ့မီးလာတော့လေခဏလေးပဲဆယ်ဟုတ်ပြီဒါဆိုလို့ရှိရင်လည်းမီးရပြောက်သွားဆိုတော့မြန်မြန်လေးတော့လိုက်အောင်အာ ။မနက်ဖြန်တော့ကျွန်တော်တို့ပေါ့နော်ဟူးဗုဒ္ဓဟူးနေ့တနေ့ကုန်သားမှာကျွန်တော်တို့နေ့တိုင်းကစားမယ့်အပေါ်ဒီမားတွေဒီကီးတစ်ခုကိုတိတိမိမိလေးကင်ပြီးတော့ကစားရမယ်။အဲ့ဒီကီးဒီ၄ကိုနှစ်ကီးဖြစ်ပါတယ်။၄၉နှစ်ကီးဖြစ်ပါတယ်ခင်ဗျာ။အဲ့ဒီကီးလေးကိုဒါကိုကစားမယ်။ကိုကစားခြင်းနဲ့ဝမ်းကြီးနေပဲကိုကစားစားဒါမှမဟုတ်ကျွန်တော်အခုပြိမဲ့ကနန်းကိုပဲကစားကစားအဆင်ပြေတယ်၄ကိုနှစ်ကီးတော့အဓိကမတိမဖြစ်ကစားပေးရမယ်ပေါ့နော် ဒီကောနိကီကိုကျွန်တော်ဘာကနန်းလေးနဲ့တွဲပြီးတော့ကစားမယ်ဆိုလို့ရှိရင်38ဝန်းကျင်နဲ့ကျွန်တော်တွဲပြီးတော့ကစားမယ်အဲ့တော့မနက်ဖက်မှာကျွန်တော်38ဝန်းကျင်ကိုတအားကြိုက်နေတယ်အဲ့တော့ကြောင့်မလို့နေဖို့နေယူကိုကျွန်တော်တနေ့ကုန်သားမှာ38နဲ့တွဲပြီးတော့ကစားမှာဖြစ်ပါတယ်မနက်မတော့ဘူးဆိုလို့ရှိရင်ညနေမှာကစားပြပါမနက်ထွက်ပြီးဆိုလို့ရှိရင်ညနေမှာနားပါဒါဆိုလို့ရှိရင်တွဲပြီးတော့ဒါကနန်း6ဝက်ပြောရမယ်ဆိုလို့ရှိရင်4348 9398 23 28ဆိုတဲ့ဒီကနန်း 6ခုကိုဒီကထားပြီးတော့ကစားရမယ်ပေါ့နော်ပြန်ပြောပြပါမယ်4348 9398 2328ဆိုတဲ့ကဏ္ဍ6ခုကိုဒီကထားပြီးတော့ဒါကစားပြပါကျွန်တော်ပြတဲ့နေ့တဲ့ကဏ္ဍလေးတွေကိုလည်းမမှန်လက်ခံနိုင်မှသာလိုက်နေပြီးတော့ကစားစီရင်ပါတယ်ကျွန်တော်ကနေ့တဲ့ကဏ္ဍပြတဲ့နေရာမှာရိုးရိုးရှင်းရှင်းလေးနဲ့ဒါကွန်နေပဲရွေးထုတ်ပြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲအများနဲ့တော့မမှန်နိုင်ဘူးအများနဲ့တိုင်းမမှားနိုင်ပါဘူး ်ကိုကြိုက်နေတတ်တယ်ကိုနဲ့အကြိုက်တူတယ်ဆိုမှသာကျွန်တော်ပေးတဲ့ကံလေးတွေကိုအသုံးပြုစေချင်ပါတယ်။ဘူးမကျော်ဒါဇာတို့တွေထုတ်တွေ့နေရမှာတော့ကျွန်တော်ဒါအများကြီးအားသာချက်တွေရှိတယ်ကျွန်တော်မှအားလုံးကျွန်တော်ရဲ့ဗီဒီယိုလေးကိုနေ့စဉ်ကြည့်ရှုနေတဲ့ကိုရီးမားဆိုသိနေမယ်ကျွန်တော်ထုတ်တဲ့ဇာတို့ဘူးမကျော်မှန်သမျှပျောက်တာပြတာရှားပါတယ်။ပြီးတော့ကျွန်တော်သူများရဲ့လို့တစ်ခုတည်းထုတ်တာမဟုတ်အနည်းဆုံးကျွန်တော်နှစ်ခုထုတ်တယ်။နှစ်ခုထုတ်တဲ့နေရာမှာလဲကျွန်တော်နှစ်ခုလုံးအောင်တာများတယ်။ တခုလပဲအောင်တဲ့ပတ်တယ်ဆိုလဲရှိတော့ရှိတယ်ဒါမှရှားတယ်ဗောနော်ဆိုတော့လောပဲကျွန်တော်တို့တွေကလည်းကိုအားသာ channel ကိုကိုအားနဲ့ channel ကိုဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နေစောင့်ကြည့်နေတဲ့ကိုရီမာတွေနေနဲ့ကျွန်တော်ဘက်ကအားသာချက်ရှိတဲ့အရာကိုကိုရီမာတွေက channel တက်တယ်ဆိုလို့ရှိရင်လည်းဒါကျွန်တော်ရဲ့ channel လေးမှာကျွန်တော်ရဲ့ video လေးတွေကိုနေစဉ်စောင့်ကြည့်ကြကြိုနှက်မယ်လို့လည်းကျွန်တော်ထင်ပါတယ်။ကဲဟုတ်ပါပြီပါပြပြပါ နက်ဖြန်မှာတော့ကျွန်တော်နေ့တိုင်းအကောင်းဆုံးကြိုးစားပေးကြတဲ့ဂိုရီမာတွေကိုနဲ့ကြိုက်ဆိုရဆိုလို့ရှိရင်တော့လိုက်လိုက်ပြီးတော့ကစားပါအားလုံးပဲဆင်ပြေကြပါစေပေါ်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်နော်အားလုံးချစ်ပါတယ်မနက်ဖြန်မှာကျွန်တော်ပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်အာမနက်ဖြန်မနက်ဖြန်မဟုတ်မနက်ဖြန်ကျွန်တော်ဗီဒီယိုမရှိဘူးပေါ့နော်ကျွန်တော်ဂျာတာပရင်းနေပေးတယ်ဆိုတော့ဟုတ်တယ်ဦးနေညမှာဗီဒီယိုမရှိဘူးဂျာတာပရင်းနေညမှာပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်တောက်ကြနေတော့ပေါ့နော်ကလန်ကောင်းလေးနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်ဒီတစ်ပတ်မှာပေးရတယ်လည်းအများကြီး ဒါနှစ်ပတ်စလိုက်ထပ်ထားတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့နေ့တဲ့ခံစားလေးကြီးလည်းတော်တော်လေးပြေးလို့မကောင်းဖြစ်နေပါတော့အဲအဲ့တကြောင့်မလို့ဒါလက္ခဏာမှသာ၃ပါအလုံးချက်ပါလေတတမနေ့မှကျွန်တော်တပတ်ခါမှကျွန်တော်ပြန်လည်ပြီးတော့ဆုံးလို့ပါမယ်နော်